အာဂရမပြေခုံပြစ်ဆိုရတယ်ပြေးနိုင်တယ်ဆိုတာလည်းပဲလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တွေဟာပြေးနိုင်တာပဲဖြစ်တယ်အဲ့တော့ဒီလေ့ကျင့်တယ်ဆိုတာဘယ်ဟာကတော့လေ့ကျင့်တာလို့ဆိုကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာပဲလေ့ကျင့်ကိုယ်ကံရကိုလေ့ကျင့်တော့ physical exercise ဒါလုပ်ရအဲ့ကြတော့မှကာယရဲ့တန်ဆွမ်းမှုရဖြစ် ထို့တူပဲတစ်ဖက်က mental exercise စိတ်ပိုင်းဆိုင်ရာမှာလည်းပဲကြံ့ခိုင်တဲ့စိတ်ဓာတ်ရရှိဖို့ရအတွက်ကိုယ်ရင်ထဲမှာရှိတဲ့ဝေးရပါစိတ်ကိုခြေခံပြီးတော့လေ့ကျင့်ရမှာဖြစ်တယ်အဲ့ဒီလေ့ကျင့်မှုဟာအရေးကြီးဆုံးဘယ်ရာပဲဖြစ်ဖြစ်လေ့ကျင့်မှုကင်းပြီးတော့အောင်မြင်တယ်ဆိုတာမရှိဘူး စဉ်းစားကြည့်နေဘုန်းကြီးတို့တွေလူ့ဘဝရလာကြရလာတဲ့အခါမှာလူသားတယောက်အနေနဲ့မွေးဖွားလာပြီးတဲ့နောက်မှာတော့အသိပညာတက်ဖို့စာသင်ကျောင်းပို့ကြတယ်မိဘတွေကစာသင်ကျောင်းပို့ပြီးတော့ပညာရေးစွမ်း အားတွေထက်လာအောင်သင်ကြားခြင်းလေ့လာခြင်းဆိုတာလုပ်ရတယ်။ကြောင်းမနေခဲ့ဘူးဆိုလို့ရှိရင်စာတောင်ဖတ်တတ်မှာမဟုတ်ဘူး။အဲ့တော့စာမဖတ်တတ်ဘူးဆိုတာစာဖတ်တတ်တယ်စာမဖတ်တတ်ဘူးစာတတ်တယ်စာမတတ်ဘူးဆိုတာလေ။ ကိုပင်ကိုရည်ချင်းကိုမြင့်တယ်မပေးဘူးဆိုလို့ရှိရင်အများဖတ်တတ်တဲ့စာကိုပဲကိုကဖတ်တတ်မှာမဟုတ်ရည်ချင်းကိုမြင့်တယ်ပေးလိုက်လို့ရှိရင်ကိုစာတွေမကားဘူးတခြား